Hello အားလုံးမင်္ဂလာပါကျွန်တော်ကကိုဝင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုကုတ်မရနေပြန်လည်ချုပ်သွင်းလိုက်ပါတယ်အဲကျွန်တော်ဒီခါကျတော့ touch area ကိုလေ့လာကြမယ် touch area ဆိုတာတော့ကျွန်တော်တို့ဘာလဲပေါ့ touch area ဘာလဲဆိုလို့ရှိရင်ကျွန်တော်စာပေါက်ပေါ့စာပေါက်ကြီးကိုကျွန်တော်ရေးခိုင်းမယ်ဆိုလို့ရှိရင်အဲ touch area တက်ကိုသုံးတယ်ပေါ့ဥပမာပြောချင်တာ user စီကနေပြီးတော့ဒါသူ့ရဲ့အကြောင်းကိုကျွန်တော်တို့ကရေးခိုင်းတဲ့ဟာမျိုးဆိုလို့ရှိရင်ဒါအများကြီးပဲလေဗျာနော်စာချောင်းက အဲ့ dash area ဆိုတက်ကိုသုံးလို့ရတယ် THD AIE တက် area ပေါ့နော်အဲ့ဒီမှာဆိုဒီမှာကြည့်ကြည့်လိုက် column နဲ့ row လို့ရှိတယ် column ဆိုတော့ကျွန်တော်တို့အလျားပေါ့နော် row ဆိုတော့ down line ပေါ့အဲ့တော့ဒီမှာ set လုပ်ကြည့်လိုက်မယ်အဲ့ဒီမှာစာပေါက်ကြီးကျလာတယ်အဲ့စာပေါက်ထဲမှာကျွန်တော်စာရိုက်ထည့်ကြည့်ဒီထဲမှာဒီကြားထဲမှာကျွန်တော်ထည့်လိုက်လို့ရှိရင်အဆင်ပြေတယ်အဲ့တော့ပါညာပေါ့နော်ကျွန်တော်ရေးလိုက်မယ်ဒီထဲမှာဝင်လာတာပေါ့နော်အဲ့လိုမျိုးလေးရှိရဲအဲ့ပြောချင်တာကကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့က အလိုအားရင်လိုလာဆိုပြီးကျွန်တော်ရက်လိုက်မယ်ဆိုဒီမှာဒီထက်မှာစရဲဝင်လာတယ်ပေါ့နော်အဲ့စရဲကျွန်တော်နောက်ထပ်ထပ်ပြီးရက်လိုက်မယ်အဲ့ဘလို့ဖြစ်သွားမယ်ဆိုဒီမှာဘားလေးနဲ့တွေ့လာနော်အပေါ်အောင်ဆွဲလို့ရတယ်နော်အဲ့လိုမျိုးလေးရှိသွားတယ်ဟုတ်လားအဲ့ဒီဟာလေးကိုကျွန်တော်ကြုံကျင်နဲ့စကျင်နဲ့ဆိုရင်ရောဘလို့လုံးဝမလဲပေါ့နော်အဲ့ဒါလေးပြောပြပေးမယ် Okay ဆိုဒီမှာ row ပေါ့ဒီမှာ row ကကျွန်တော်ဒါ10ဆိုပြီးထားလိုက်တယ်မလားကျွန်တော်ဖိုက်လို့ထားလိုက်မယ်ဆိုရင်ဘလို့ဖြစ်သွားမလဲ ဖိုင်လိုထားရတော့ဒီမှာကျွတ်ကျုံလေးဖြစ်သွားတာပေါ့နော်ကျွတ်ကျုံလေးဖြစ်သွားတယ်ဒီမှာ call line ကိုကျွန်တော်ကဒီမှာ prepare ထားလိုက်မယ်ဆိုရင်ကျေလာမှာပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်အဲအဲ့လိုမျိုးဖြစ်သွားမှာအပြောချင်တာ row ဆိုတာကြတော့ဒါအလျားပေါ့နော် column ဆိုတာကြတော့အမြင့်ပေါ့နော်အနံပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တာပေါ့အဲ့တော့တရားဆိုလို့ရှိရင်နားလည်မယ်တူပါဒါဒီပေါင်လေးကိုကျွန်တော်တို့ကသုံးပြီးတော့ user ဆီကနေပြီးတော့ကျွန်တော်က input တွေတောင်းလို့ရတယ်သူရဲ့စတွေကိုကျွန်တော် javascript နဲ့ ုံပြီးတော့လှန့်တောင်းလို့ရပါတယ်ပေါ့နော်โอเคပါဆိုတော့ဒါလေးအစီအပြေနဲ့မျှော်လင့်ပါတယ်ဆိုတော့ဒါဆို touch area ပိုင်းကိုနားလည်ပြီးလို့မျှော်လင့်ပါတယ်โอเคအနောက်တစ်ခုကဘာလဲဆိုတော့ ADM မှာကျွန်တော်တို့ radio button တွေရှိတယ်နော်အဲ့တော့ radio button လေးကိုကျွန်တော်ကြီးလိုက်အာ input ပေါ့နော် input IDIO radio နော်โอเคနောက်တစ်ခုကျွန်တော်တို့ switch အောက်ကနေပြီးတော့ input RDI ကို radio ဆိုပြီးကျွန်တော်ရှိတယ်နော်ဆေးလိုက်မယ်ဆေးလိုက်မယ်ဆိုရင်ဒီမှာနှစ်ခုထွက်လာတယ်ဟုတ်လားအဲ radio button လေးတွေကနှစ်ခုထွက်လာတယ်အဲ့တော့ကျွန်တော်ကဗျာမေးလို့ဖိမေးဆိုပြီးကျွန်တော်ကနေပြီးတော့ဒီလှုပ်ဖို့တက်ပေါ့နော်မေးတွေဖိမေးတွေကျွန်တော်ကလှုပ်ဖို့တက်ဘယ်လှုပ်မလဲပေါ့ဟုတ်ပြီအဲ့ကျွန်တော်တို့ Facebook မှာဆိုလို့ရှိရင်ယောက်ျားလားမိန်းမလားဆိုပြီးနှစ်ခုတည်းကတစ်ခုရွေးခိုင်းနေမလားဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှိရင်ဘာတွေသုံးလဲဒီ radio button တွေကိုသုံးတယ်အဲ့ကျွန်တော်ဟုတ်ပြီဗျာ အဲ့တော့ဒါမေးဆိုတော့ဒီမှာမေးဆိုပြီးကျွန်တော်ရေးလိုက်မယ်မေးဒီမှာ F E M E L F E A M E L E P M E ပေါ့အဲ့တော့မေးရဲ့ F E M E ရဲ့ဆိုတော့နှစ်မျိုးပေါ်လာတယ်ဒါပေမဲ့ဒီမှာနှစ်မျိုးလုံးကို selection ပေးသလိုဖြစ်နေတယ်ဟုတ်လားအဲ့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့က name မှာကျွန်တော်တို့ကတစ်ခုပေးလိုက်မယ်အမျိုးအစားတူတာတစ်ခုပေးလိုက်မယ် G N D E ရာ channel ဆိုပြီးတော့တစ်ခုပေးလိုက်မယ်အမျိုးအစားအတူတူပေါ့ channel ဆိုပြီးတော့သူ name တူသွားပြီဒီ input တစ်ခုကဘာဖြစ်တော့တော့ name တူသွားပြီအဲ့တော့ save လိုက်မယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ ဟောဒီဘက်ကဖီမေယာဆက်လက်ပြီးရင်မေယာဆက်လက်ပြုတ်တယ်မေယာဆက်လက်ဖြစ်ရင်ဖီမေယာဆက်လက်ပြုတ်တယ်ဒါပေမဲ့လို့သူ့မှာအားနည်းချက်တခုတော့ရှိသွားတယ်ဒီဘက်ကမေးကိုကျွန်တော်တို့ကနှိမ့်လိုက်လို့ရှိရင်ဒီဘက်ကပေါက်ကလေးကမလာအောင်တော့ပေမဲ့လို့အဝိုင်းကိုနှိမ့်မှပဲလာတာစာကိုနှိမ့်အောင်လည်းမလာဘူးဖြစ်နေတယ်နော်စာကိုနှိမ့်အောင်လည်းမလာဘူးအဝိုင်းကိုနှိမ့်ရင်တော့သူကလာတယ်မေးဖီမေးလာတယ်ကျွန်တော်တို့ကစာကိုနှိမ့်မှ ဒီစာအုပ်နဲ့ရင်လေဒီအဝိုင်းလေးတွေအတက်ဖြစ်အောင်လုပ်ချင်တယ်ပေါ့ဥမာမေးုံနေလိုက်ဖြစ်မျိုးနေလိုက်ပေါ့အခုကကြတော့အဝိုင်းဟိုပဲနေနေရတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးလုပ်ချင်ရဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့က label ဆိုတဲ့ဟာကိုတုံးရ label ဆိုတဲ့ဟာကိုတုံးရမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ label ဆိုတဲ့ဟာကိုတုံးရဘယ်လိုတုံးမလဲဆိုတော့ okay ဒီမှာကျွန်တော်တို့က label ဆိုတဲ့တက်ထဲမှာဒီဒီဟာကြီးကိုတစ်ခုလုံးကျွန်တော် input တစ်ခုလုံးကိုကောက်ထည့်ပေးလိုက်ရင်ရတယ်နော်အဲ့တော့ဒီဟာကြီးကိုဥမာအကုန်လုံးကိုကတ်လုပ်လိုက်မယ် unlabel label ဆိုပြီးကျွန်တော်တို့က ထည့်လိုက်မယ်အဲ့ဒီမှာဖော်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကအဲဖော်ဆိုတဲ့ဟာကိုခဏဖြုတ်လိုက်မယ်နော်ခဏဖြုတ်လိုက်မယ်အဒီမှာကြည့်ကြည့်လိုက်အဒီမှာစိတ်လိုက်မယ်နော်ဒီမှာမေးကိုနှိပ်လိုက်အောင်နေတယ်ဒီမှာတွေ့လားအဝိုင်းလေးအပ်တယ်ဖြစ်တယ်နော်ဒီမှာဆိုရင်ဖိမေးဖိမေးမှာကျကျွန်တော်ဖိမေးကိုနှိပ်အောင်နေတယ်ဒီမှာအဝိုင်းလေးကမပြောက်သေးဘူးဒီမှာမေးကိုနှိပ်အောင်နေတယ်ပြောက်တယ်ဖိမေးကဘာလို့မပြောက်သေးလဲဆိုတော့ဒီကောင်ကြီးဒီကောင်လုံးကိုကျွန်တော်တို့က label နဲ့မအုပ်ရသေးဘူးအဲ့တော့ label နဲ့အုပ်လိုက်မယ် label နော်ဖော်ဖော်ကျွန်တော်ခဏဖြိုးလိုက်မယ်နော်ဖော်ခဏဖြိုးလိုက်ပြီးမှပဲရှင်းပြပေးမယ်โอเคအဲ့ဒီမှာစောနှက်ကဟာကိုပြန်ပြီးထည့်လိုက်မယ်ဒါဆိုရင်မေးအတွက်ဖီမေးအတွက်အဲ့ဒီမှာဆို level တက်ထဲမှာကျွန်တော်တို့ input တစ်ခုထည့်လိုက်တယ်ပြီးတော့အဲ့ဒီအတွက်ကျွန်တော်တို့ဖော်ပြခြင်းနဲ့စာလေးတစ်ခုထည့်လိုက်တယ်မေးပေါ့အဲကျွန်တော်တို့ကဒီအဝိုင်းရဲ့ရှေ့ရပြခြင်းရင်ဒီမေးကိုကျွန်တော်တို့ကဒီ input ရဲ့ရှေ့မှာ ကောက်ထည့်ပေးပေါ့ဟုတ်လားရှင်းရှင်းလေးပဲနော် input ရဲ့ရှေ့မှာကောက်ထည့်ပေးပေါ့ဒါဆိုရင်မေးဖီမေးပေါ့ဒါပေမဲ့အတိတ်ပြန်မရှိဘူးလေ ဲ့တော့အတိတ်ပဲမရှိတော့ဒီ PME ကိုလည်းကျွန်တော်တို့ကရှေ့ပြန်ပို့လိုက်ပေါ့နော်ကျွန်တော်တို့ကဒါပြောချင်တာရှေ့ရပြပြနောက်ကပြပြကိုလိုချင်တယ်လို့လောက်ရမှာပဲနော်အဲဒီမှာဆိုရင်မေးမေးကိုနှိမ့်လေးပြောင်းတယ် PME ကိုနှိမ့်ကိုပြောင်းတယ်ဆောင်းနှကကြအဝိုင်းကိုနှိမ့်မှပြောင်းတာမလားဟုတ်တယ်မလားအခုကျတော့ဒီမှာစာလေးကိုနှိမ့်ဝင်နေတယ်ပြောင်းတယ်ပေါ့ဟုတ်ပြီအဲဒီဟာဆိုလို့ရှင်ဘယ်လိုလုပ်လဲဆိုတော့ level ကိုကျွန်တော်တို့ level ထဲမှာ input ထည့်ပြီးတော့ကျွန်တော်တွားလိုက်တာပေါ့အဲ့တော့ဒီခါကျအဲ့လိုမလုပ်ချင်ဘူးဘယ်လိုလုပ်လို့ရလဲဆိုတော့ ကျွန်တော် label ကိုကျွန်တော် ID label ထဲမှာဒီမှာဆိုရင်စရဲ input ရဲထည့်လိုက်တာမလားအဲ့လိုမလုပ်ချင်ဘူးဘယ်လိုလုပ်ရသေးလဲဆိုတော့ဒီမှာပြမယ်ဒါ mail အတွက်ကိုတော့ကျွန်တော်ဒီတိုင်းထားလိုက်မယ် phi mail အတွက်ကိုကျွန်တော်ဒီလိုသွားလိုက်မယ် label for ဆိုပြီးတော့ထားလိုက်မယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်ကဘာပြချင်လဲ phi mail လို့ပြချင် appian လေး phi mail လို့ပြလိုက်နော်အဲ့အဲ့ရောက်မှာကျွန်တော်ကဟိုဘော input ထုံးစံတိုက်ပါလေ radio ပေါ့နော်အဲ့မှာနိုင်ရပါလေကျွန်တော် channel ဆိုနိုင်အဲ့ဒီမှာ GND ရ channel လို့ရေးလိုက် ိုင်ဒီယာပဲကောင်းလဲဆိုတော့ကျွန်တော်ဒီမှာကောက်ထည့်ရတော့မှာအဲဒါမေးဆိုရဲအဲဒါဒါကြရပါလဲကျွန်တော်တို့ကဖီမေးနော်ဒီမှာကြတော့ဒါဖီမေးအတွက်ပေါ့နော်ပထမဆုံးကဒါမေးအတွက်ဆိုတော့ဒါဖီမေးအတွက်ဆိုတော့အိုင်ဒီကျွန်တော်ဖီမေးပေါ့နော်အဖီယံမေးရယ်ဖီမေး _radi radio ဆိုပြီး id ပေးလိုက်မယ်အဲ့ဒီ id ကိုဒီမှာလာချိန်လိုက်မယ်အဖီယံမေးရယ်ဖီမေး radio ဆိုပြီးဆေးလိုက်မယ်ဒါဆိုရင်ဒီမှာကြည့်လိုက်နော်ဒီမှာ ဒီဘက်ကဖီမေယိုနေတာနဲ့ဒီရေဒီယိုလေးကပြောင်းသွားတယ်ဟုတ်လားနော်ဒီဘက်ကဖီမေယိုနေတာနဲ့ရေဒီယိုလေးကပြောင်းသွားတယ်အဲဒီမှာဆိုလို့ရှိရင်ရင်းနှီးပြန်နိုင်မျိုးရှိတယ်နှစ်မျိုးရှိရယ်လေဗယ်တက်ထဲမှာစရောအင်ပွတ်တက်ရောနှစ်ခုလုံးတွဲထည့်လိုက်ပြီးတော့သုံးချင်လဲသုံးလို့ရတယ်လို့လေဗယ်လေဗယ်တက်ကိုတည်တန့်ရေးပြီးတော့စထဲပြီးတော့အင်ပွတ်တက်ကိုတည်တန့်ရေးပြီးတော့ကျွန်တော်တို့ကအဲ့ဒီနှစ်ခုကို ID ချိတ်လိုက်တယ် နော် ID ထည့်လိုက်တယ်ပြီးတော့ liberty ထဲမှာအဲ့ဒီ ID ကိုဖော်ကနေပြီးလှမ်းပြီးတော့ချိန်ဆက်လိုက်တယ်ဖော်သုံးပြီးတော့ဗောနော်ဖော်ဆိုရဟာသုံးပြီးလှမ်းချိန်ဆက်လိုက်တယ်ဒီ name ဆိုရဟာတော့ပါ ਉ ပါမှာဗောနော်အဲ့တော့ name ဆိုရဟာမပါ ਉ ဆိုလို့ရှင်ကျွန်တော်တို့အမှန်ချင်းနှစ်ခုလုံးဖြစ်နေမှာဗောနော်အဲ့လိုမျိုးလေးနော်အဲ့တော့အဲ့ဒါလေးနားလည်မယ်တဲ့တွေ့အဲ့တော့ကျွန်တော်တို့က label 3နည်းဖြင့်နှစ်နည်းရှိတယ်နှစ်နည်းရှိတယ် label ကို for ရဲ့ id ရဲ့သုံးပြီးသုံးလို့ရသလို liberty တစ်ထဲမှာကျွန်တော်တို့ကစရော input ကို ထည့်ပြီးသုံးရင်လည်းသုံးလို့ရတယ်နော်အဲဘလို့သုံးသုံးသုံးလို့ရတယ်ပေါ့ဟုတ်ပြီလားအဲဒီမှာကျွန်တော်တို့ကတကယ်လို့ဒီမှာ female ဆို label ကိုကျွန်တော်နောက်မှပြချင်ရင်ဒီ label ကိုတော့နောက်မှထည့်လိုက်ပေါ့ရှင်းရှင်းလေးပဲဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဒီမှာ female ကနောက်ကဖြစ်သွားတယ်ဒါပေမဲ့ male ကရှိရဖြစ်နေတယ်အတိတ်မရှိရင်ဒီ male ကိုကျွန်တော်တို့ကဒီနောက်မှထည့်လိုက်ပေါ့ဟုတ်လားနော်โอเค ဒါဆိုရင်ငါတို့ level တက်အကြောင်းကိုနားလည်လိမ့်မယ်လို့ပြောလိမ့်တယ်ပေါ့နော်အဲ level radio ပေါ့နော် radio level နဲ့တွဲရလေးနားလည်လိမ့်မယ်အဲဒီတစ်ခါကျတော့ငါတို့ input ကိုမှချက်ပေါက်အကြောင်းလေးပြောပြမယ်အဲ့ဒါလည်းသူက custom တဲ့ပေဒီမှာချက်ပေါက်ပေါ့နော်ချက်ပေါက်မှာလည်း name ရယ် id ရယ်ရှိရယ်နော်အဲဆက်လက်ကငါတို့နှစ်မျိုးရှိရမလား level တက်ထဲမှာစာရော input ကိုထည့်သုံးတယ်ဒါမှမဟုတ်လို့ရှိရင် level တက်သီးသန့် copy ရော id နဲ့ချိတ်ဆက်တာရှိရယ်ဟုတ်လားအဲတကယ်တကယ်ကတော့ professional သွားမယ်ဆိုရင်တော့ဒီ လေဗယ်တက်ကတီးတဲ့ထားတင်နေပေါ့နော်ပြီးတော့မှသူတို့နှစ်ခု ID နဲ့ချိန်တင်နေအဲ့ဒါပို့ပြီးတော့နည်းသဘာဝပို့ကြတယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာထားပါတော့ငါတို့ဒီမှာ ID မှာငါတို့ထည့်လိုက်မယ်အဲဘာရွေးမလဲဆိုလို့ရှိရင်ငါတို့တစ်ခါတလေမှာရွေးစရာနှစ်ခုသုံးမျိုးဖြစ်နိုင်တယ်1 2 3ပေါ့နော်ဒါမို့ဥမာဘယ်လိုပြောရမလဲဆိုလို့ရှိရင်အဲဒီအားလေးပြန်ဖြတ်ရင်ဖြတ်လိုက်ပါမယ်အဲဘယ်လိုလုပ်ရင်ကောင်းမလဲ အဲထားပါတော့ဆောင်းလောက်ကလို့ပဲငါတို့မေးအီးမေးနဲ့ပဲသွားလိုက်မယ်ပေါ့နော်အဲဒီမှာလဲချက်ပေါက်ကလဲငါတို့အဲဒီမှာစစ်ကြည့်လိုက်နော်စစ်လိုက်မယ်ဆိုတော့ချက်ပေါက်တစ်ခုပဲပါအဲ level တက်လိုက်မယ်ငါတို့ကမေးဆိုပြီးတော့ level တက်လိုက်မယ်အဲဒီမှာငါတို့ကမေးဆိုပြီးတော့ပဲရေးချင်းရေးပေါ့နော် ID ကိုအဲဒီဘက်ကပေါ်ကမေးလို့ထည့်လိုက်တယ်အဲ့တော့ထည့်လိုက်တာအလကားထည့်ရမဟုတ်ဘူးအဲ့တော့ background နဲ့ချက်ရှင်တာတော့ဒီကောင်းနဲ့ချက်ရှင်တာဆိုတော့ဒီမှာ base ဆိုပြီးထည့်ရမှာပေါ့ ။အော်ဒီမှာဆိုရင်မေးအတွက်ငါတို့ဒီမှာမေးကိုနှိပ်လိုက်တာနဲ့ဒီမှာကြည့်လား။ချက်ပေါက်လေးရာအပိတ်ဖွင့်ရတယ်။ဆောင်းကရေဒီယိုရအဲ့လိုရတာမရဘူးနော်။ရေဒီယိုရတော့ဟိုဘက်ဒီဘက်ကူကသူ့ဟာသူအပိတ်ဖွင့်မရဘူးနော်။ Okay ။အဲ့ဒါနောက်တစ်ခုကပါရှိလေ။အဲ့တော့မေးပြီးရောဖိမေးပေါ့။အဲ့တော့ဒီဟာလေးကိုငါတို့က copy ပြန်ကူလိုက်ပေါ့နော်။အဲ့တော့ Okay ။အဖိမေးပေါ့။မေးရဖိမေးရပေါ့နော်။ female ဒီမှာ FEMBL လေး female ဆိုရေးလိုက်မယ် FE ဒီမှာလည်း FE ဆိုပြီးထည့်လိုက်မယ်အပြောချင်တာကသူက channel ကတော့တူလားတူလားတူတူဖြစ်လိမ့်မယ်အဲ့တော့ဒီနားမှာငါတို့က channel ဆိုပြီးတော့သူ့ရဲ့ name ကိုအတူတူထားပေးလိုက်ဒီမှာလည်း channel ဆိုပြီးအတူတူထားပေးလိုက် okay ဒီမှာ me မေကိုနှိမ့်ုံနေတယ်ဒီမှာအပိတ်ဖွင့်ပြောင်းနေတယ်ဒီဘက်က female ကိုနှိမ့်နေတယ်အပိတ်ဖွင့်ပြောင်းနေပေါ့ဟုတ်လားအပြောချင်တာကအတိတ်ပဲမရှိတယ်လို့တော့ဖြစ်လိမ့်မယ်ဘာလို့ဆိုတော့မေရတယ်အမှန်ကြီးရှိတယ်ဖီမေလည်းအမှန်ကြီးဖြစ်တယ်ဆိုတော့ တိုက်ပွဲမရှိသလိုဖြစ်နေတယ်မယ်ဒါပေမဲ့ဘယ်လိုနေရာမျိုးမှာတောင်းရမလဲဆိုလို့ရှိရင်ငါတို့အာမားမှန်ရွေးတယ်ဆိုတဲ့နေရာမျိုးတွေမှာတစ်ခါတလေနှစ်ခါသုံးမျိုးနှစ်ခုနှစ်ခုသုံးသုံးခုမှန်းနေတာမျိုးတွေလေငါတို့ကရွေးရတတ်တယ်အဲ့လိုခါမျိုးမှာဆိုရင်ဒီမာဒီမာဒီဆလက်ရှင်ပေါ့ဟုတ်တယ်မလားအဲ့ခါမျိုးမှာငါတို့ကတရားကိုတောင်းရမှာပေါ့နော်ဒီချက်ဒီချက်ပေါက်တွေကိုတောင်းရမှာပေါ့နော်โอเคဒါဆိုသူကနိုင်ရတယ်အတူတူဖြစ်ရမယ်အော်လေဘတ်တက်ကတော့ငါတို့ဒီမှာလေဘတ်တက်ကိုဒီမှာ ID တွေ ID နဲ့ချိန်ထားတယ်ဒီ ID ကိုနေပြီးလှန့်ခေါ်လိုက်တယ်ဒီ ID ကိုဒီဖော်ကနေပြီးကူစားပြုတယ်ပေါ့အားကြောင့်မလို့ငါတို့ကဒီ phi မေးကိုနှိပ်လိုက်တာနဲ့တင်ဒီဘက်ချက်ပေါက်ကအလွတ်လွတ်သွားတာပေါ့ဒီမှာနော်ဒီကတော့ချက်ပေါက်ကိုမနှိပ်ဖဲနဲ့ဒီမှာတွေ့လား phi မေးကိုနှိပ်လိုက်တာနဲ့တင်ဒီဘက်ကဟာအလွတ်လွတ်သွားဘာလို့လဲဆိုတော့ငါတို့ဖော်ပြခိုင်းထားတဲ့ဒီ phi မေးကိုဒီ phi မေးဆိုတဲ့အသေးစလုံးနဲ့ထည့်ထားတဲ့ဒီ ID နဲ့ချိန်ဆက်ထားလို့ဒီမှာဆိုရင်ငါတို့ဖော်ပြထားတဲ့မေးဆိုတဲ့စလုံးအကြီးကိုဒီမှာမေးဆိုတဲ့ ID အသေးနဲ့ချိန်ထားတယ် ဒီဘက်ကချက်ပေါက်လေးနဲ့ချိတ်ထားလို့ပေါ့ဟုတ်လားအဲ့လိုနားလေရမှာပေါ့နော်ဥမာငါတို့ကဘယ်လိုကောင်းလဲဆိုပန်းသီးကိုဘယ်လိုစလုံးပေါင်းလဲပေါ့ဟုတ်လားဥမာပန်းသီးဆိုလို့ရှင်ထားပါတော့ h1 နဲ့ကျွန်တော်ပေးလိုက်မယ် okay ပန်းသီးဆိုလို့ရှင်ဒါဘယ်လိုပေါင်းလဲအထားပါတော့အဲ့ဒါဆိုလို့ရှင်ငါတို့ကဒီမှာဆိုရင်ဒီမှာ1ပေါ့နော်အဲဒီမှာ sorry 1ဆိုပြီးငါတို့ရေးလိုက်မယ်1 question ash ဟွာဒီမှာ1ဆိုတော့ဒီဘက်က1နဲ့ချိန်မှာပေါ့နော် 1ID နဲ့ချိန်မယ်အဲ့တော့ဒီဘက်က question 2ဆိုတော့ချူ2ဆိုချူ2ပေါ့နော်ချူ1ဆိုချူ1ချူ2ဆိုချူ2ငါတို့အဲ့လိုလေ့လေ့လေ့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့1 2 3နဲ့ပဲသွားလိုက်မယ်1 2နော်အဲ့လိုပဲဒီဘက်ကလည်း3ထည့်လိုက်မယ် control c အဲ့ဒီမှာကျွန်တော်တို့ကပန်းသီးကိုယူမယ်ဆိုရင်မေးဖိမေးဖိမေးဆိုပြီးဖြစ်နေတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြင်လိုက်မယ်ဒီဘက်ကစလေးတွေပြင်လိုက်မယ် နော်အဲ့ဒါဘာပြင်မလဲဆိုတော့ဒီ channel ဆိုတာလည်းမှားရနော်အဲ့ဒါလေးလေကျွန်တော်ကမှားရတော့မဟုတ်ဘူးကျွန်တော်လူချင်းတဲ့ဟာထားပါတော့ဘာဘာဖြစ်မလဲဆိုတော့ G U E S ဆိုပြီးတော့အဲ့အဲ့လိုမျိုး question ဆိုတဲ့ဟာလေးဖြစ်လိမ့်မယ်ပေါ့နော် question ဆိုတဲ့ဟာလေးဖြစ်လိမ့်မယ်ပြောချင်တာသုံးမျိုးတည်းနှစ်ခုမှအောင်ရွေးတဲ့ဟာမျိုးဆိုပါဆိုပေါ့နော် G U E S ဆိုပြီးထည့်လိုက်မယ်နောက်တစ်ခုကဟုတ်ပြီပန်းသီးကိုကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့ A B B L A B ဆိုတာလည်းမှန်တယ်ဟဟ်လား အဲ့ဒါလည်းမှန်တယ်နောက်တစ်ခုက ABB E ရဆိုတာလည်းပါတယ်ထားပါတော့နောက်တစ်ခုကအချီးစလုံးနဲ့စလိုက်မယ် A B B အလီရှိမယ်ဟာလာအဲ့လိုမျိုးရှိမယ်ဒါဆိုလို့ရှိရင်ဘယ်ဟာမှားလဲဒီကောင်ကမှားနေဆိုတော့မှန်တဲ့ဟာဒီနှစ်ခုကိုပဲငါတို့အမှတ်ချက်ပေးမှာပေါ့ပန်းသီးဆိုလို့ရှိရင်ဟုတ်လားအဲ့လိုမျိုး multi selection တွေမှာဒီကောင်ကိုသုံးတာပေါ့ဒါဆိုရင်သူ့ရဲ့တိုက်ကချက်ပေါက်တိုက်ဖြစ်တယ် အနေရ question ဆိုတဲ့ name ပေါ့နော်ဒါသူ့ရဲ့ channel ပေါ့နော်သူတို့အမျိုးအစားအတူတူပဲ question ဆိုတဲ့အမျိုးအစားနဲ့လာမှာနောက်တစ်ခုက ID ရအောင်ငါတို့ဒီမှာဒီမှာ2ဖြစ်နေတယ်နော် sorry ဒီမှာဒီမှာဒါအောင်နှိမ့်တဲ့အချိန်မှာဒီမှာဒီဘက်ကဟာနဲ့တိုက်နေဒီဘက်ကဟာကိုနှိမ့်တဲ့အချိန်မှာဒီမှာ2 2ကိုပဲရောက်နေတွေ့လားဒီဘက်က app ကိုနှိမ့်တာဒီဘက်ကဟာကိုတွတ်ပြီးတက်ရောက်နေဘာလို့လဲဆိုတော့ငါတို့ဒီမှာ2ဖြစ်နေလို့ဒီမှာ3ဆိုပြီးတော့ရေးရမှာနော် အဲ့လိုမျိုး identity ကတူလို့မရပါဘူးเนาะ identity ကတူလို့မရပါဘူးအဲ့မှာဒီမှာကြည်လိုက် app အဲ့ဒီမှာเนาะ app အဲ့ဒီဘက်က app ဟာလာအပန်းသေးကိုငါဘယ်လိုပေါက်လဲဆို app em မဟုတ်ဘူးဒီဘက်က app em လေးဒီဘက်က app em လေးပေါ့ဟုတ်လားဒီလိုမျိုးလေးသွားလို့ရတယ်ဆိုတော့ဒါဆိုလို့ရှိရင်ငါတို့ radio button အကြောင်းနေနားလေလိမ့်မယ်လို့ပြောနေတယ်နောက်တစ်ခုကဒါဆိုချက်ပေါက် button ချက်ပေါက် button ကိုလည်းငါတို့က အဲလေးပဲအုပ်သုံးခြင်းနဲ့သုံးလို့ရ ID မသုံးဘဲနဲ့ပေါ့ဒီမှာဆိုရင်ဖောက်ကိုဖြုတ်လိုက်မယ်ဒီလိုပေါ့နောက်တရားကိုအကုန်ဖြုတ်လိုက်မယ်နော်ဒါကြီးကိုငါတို့ကတ်လုတ်လိုက်ပြီးတော့လေးပဲနဲ့အုပ်လိုက်မယ်ဆိုတော့လေးပဲအပြီးတော့မှဒီဖောက်ကိုဖြုတ်လိုက်မယ်အုပ်မှာဆိုတော့ဘယ်ထဲမှာထဲမှာဒီတစ်ခုလုံးမှမှာထဲမှာပေါ့တစ်ခုလုံးထဲမှာထဲမှာပေါ့နော် okay okay တစ်ခုလုံးထဲမှာထဲမှာဆိုတော့အော်ဒီထဲမှာငါတို့ဆောင်းနှက်ကပြောခဲ့တယ်ပါလေအဲ ABBEN ပေါ့ဟုတ်လားအဲဒီလိုသွားလေရတာပေါ့နော် အဲ့ဒီလိုရှိသွားမှာပေါ့ဒီထဲမှာထည့်ခြင်းတယ်ဆိုဒီလိုရှိသွားမှာပေါ့ဒီကြားထဲကိုဒီလိုထည့်လိုက်တာပေါ့ဟုတ်လားအဲ့ဒီလိုမျိုးဖြစ်သွားတာပေါ့ဒါပေမဲ့သူ့မှာ ID မလိုတော့ဘူးဟုတ်လားဘာလို့ကြားထဲထည့်လိုက်ပြီဆိုတော့ ID မလိုတော့ဒီ label တက်ထဲမှာရှိတာမလို့လေ ID မလိုတော့အဲ့ဒီ for ကလည်းမလိုတော့အဲ့ဒီသဘောမျိုးဖြစ်သွားတာနော်အလုံးမနားလည်မလို့ပြောလိမ့်မယ်နော်ဒါကကျွန်တော်တို့ level binning နှစ်မျိုးရှိရယ် level အတွင်းထဲမှာကျွန်တော် input ထည့်ပြီးပေးရရယ် level ရဲ့ လေဗယ်နဲ့အော်ဗနော်တက်ဆက်သေးပေါ့ဒါဆိုအတွင်းထဲမှာမဟုတ်ဘူးလေနော်လေဗယ်နဲ့တခြားစီပြစ်ကျင်နေဆိုတော့ကျွန်တော်တို့ကဖော်ရီ identity ချိန်ပြီးသုံးလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်တော့အတွင်းထဲမှာဒီလိုမျိုးထည့်သုံးလို့လည်းရတယ်ပေါ့နော်အဲ့တော့စေ့လိုက်မယ်စေ့လိုက်မယ်တွေ့လားအလုပ်ဖြစ်တယ်နော်ဒီဘက်ကဟာလေးကိုနှိပ်တယ်အလုပ်ဖြစ်တယ်ဒီဘက်ကဟာလေးကိုနှိပ်တယ်အလုပ်ဖြစ်တယ်နော်ဆိုအလုံးမဲ့အစီအပြေမဲ့လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်အဲအဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ပတ်ပိုင်ပါ